မပြေလည်နွမ်းပါးတွေပွားမလို့မွေးထားတဲ့သမီးလေးကို ငွေသိန်း30နဲ့လဲကျင်ကြပြောလာတဲ့မိဘနှစ်ပါးကုံဝေးထားတဲ့သမီးလေးကိုငွေသိန်း30နဲ့လဲဖို့မီဒီယာတွေကတဆင်ကြောင်ကြားလာတာက ERI တိုင်းညောင်တို့မျိုးကဇနီးမောင်နှံမှာအဆိုပါဇနီးမောင်နှံဟာစင်ရဲနဲ့ပါစားစရာမရှိရက်တီဖို့ခက်နေလို့ကုံဝေးထားတဲ့ငွေကင်းစကလေးငယ်လေးကိုတုံးချချင်နေကြတာဖြစ်ပါတယ်ဒီလိုဇနီးမောင်နှံနဲ့ရောင်ကလေးကိုသိန်း30နဲ့မွေးစားဖို့ပေးကျင်ကြတဲ့နောက်ထပ်ကြောင်းရင်းကတော့ကလေးအမွာပြူမွေးထားတာကြောင့်လဲပါပါတယ်ဂျာမင်းသမီးလေးအမွာပြူနှစ်ယောက်မှာတယောက်ကမွေးရပါနှလုံးရောဂါပါလို့လဲကျန်းမာနေ တဲ့သမီးကြီးကို ရောင်းချကသမီးငယ်ကိုစိတ်ကူကျင်နေတာပါ။ဘသူမှကလေးငယ်ကိုမလို့ကျင်တော့ခန်းရင်းဝေကိုပေးကျင်တယ်လို့ဆိုပါရီ။ဒါပေမဲ့လည်းလူတွေကတော့ဒီဇနီးမောင်နဲ့ဟာခြေကောင်းလက်ကောင်းတန်တုံးမြန်တုံးလူငယ်ဇနီးမောင်နဲ့ဖြစ်ပေမယ့်ကိုမွေးထားတဲ့သမီးနှစ်ယောက်ကိုတာဝန်မြူကျင်လို့မကူညီတင်မှုဆိုတဲ့အမြင်လေးရှိပါရီ။ကဲကရှိဇနီးမောင်နဲ့ကတော့သူတို့ဟာသမီးလေးကိုချစ်ပေမယ့်နောက်ထပ်သမီးလေးတစ်ယောက်ကိုကဲတင်ကျင်လို့မလွှဲထားလို့လုပ်ရတယ်လို့ဆိုကြပါရီ။ပြိတဲ့ချူကတော့တနာစီယာမိသားစုလေးကိုကဲတင်ပေးဖို့ခန်းရင်းဝေကိုတောင်းဆိုနေကြတာလေးမြင်ရ ပါတယ်။